ဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ကမှလည်းလူတိုင်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ကြီးပွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအတိုင်းရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တည်းဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလို ပဲလူမျိုးပဲတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျุလွန်ကြတယ်ဆိုတာထင်ရှားတယ်လေဒါတူနဲ့တူ မတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေချင်တော့လဲမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်တာဟ အပြစ်တင်လို့မှုဆိုတဲ့ဒီတဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကို ရုပ်ပြက်ဆင်းမြက်ဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်။ဘင်းကြီးကအလေးနဲ့ထားပြီးတော့စဉ်းစားတယ်။စဉ်းစားပြီးတဲ့အခါမှာဒီကိစ္စအခုလိုဖြစ်ချင်းသည်မနာလိုဝန်တိုခြင်းကြောင့်ဖြစ်တာဖြစ်လို့တဲ့ ဒီကနေ့ဒီအချိန်ကစပြီးတော့အရတ္တဖို့ယဟနာဖြစ်သူမယောင်မချင်းတဲ့ကိလေသာကိုအကြောင်းပြုပြီး ဖြစ်တဲ့ဟောဒီဝန္တုစိတ်ဟာငါတဏ္ဏမှာပေတော့မှမဖြစ်ပါစေနဲ့လို့ဆုံးဖြတ်ချက်ချတယ်ဒိဋ္ဌာဒါဟာဖယ်ရှားခြင်းတစ်မျိုးပဲเนาะငါ့မှာဝန္တုစိတ်ဆိုတာပေတော့မှမဖြစ်เสียရဘူး ီဝန်တိုစိ်မဖြစ်အောင်အခုချိန်ကနေစပီးော့ဝန်တိုစိ်ကိုသူ့ရင်ထဲကထုတ်ပြမယ်ဘယ်ဘဝမှာဝန်တိုစိတ်ဆိုတာမလာစေရဘူးလို့တတင်းကအဖြစ်ဝန်တင်းကစိတ်ကိုချိုးနိုင်ပြလိုက်တယ်တကယ်တော့ရှာန်းတာမဖြစ်သေးလို့ရှင်ဝန်တိုစိတ်ကလောင်းသို့တော့အိတ်တဆိုတဲ့တရားကိုသောတပန်ဖြစ်ရင်ပဲဖယ်ရှားလို့ရသွားပြီ သောတပန်ကအိတ်တန်နဲ့မစ္စရိယကိုဖယ်ရှားတယ်လို့စာပေကျမ်းကမှာဆိုသောတပန်ဖြစ်ရင်ကိုပဲမနာလိုဝန္တုစိတ်ဟာဖယ်ရှားပြီးသားဖြစ်သွားတယ်သို့သောသောတပန်မှာမနာလိုဝန္တုစိတ်နဲ့တွဲနေတဲ့ဒေါသဆိုတာကိုတော့မဖယ်ရှားနိုင်သေးဘူးအဲ့ဒီမနာလိုဝန္တုစိတ်ဟာလူတွေရဲ့အတိုင်းအဝိုင်းကိုဖြည့်ဆည်းနေတဲ့ လွှမ်းမိုးချုပ်ကင်နေတဲ့တရားစုံအညစ်အကြေးမျိုးသာဖြစ်တယ်စိတ်ထဲမှာဖြစ်